်မင်္ဂလာပါဒီနေ့မှာတော့စပီတိပညာဘုဒ္ဓရမရရှိသောတံဘောဘောကိုယရနာကဲ့သို့တောက်ပစိန်နိုင်ကြောင်းပုံမြင်တဲ့ပုဒ်ဖြင့်ဥပမာပေးခြင်းပါတယ်အစွမ်းချက်ဆုံးပါယရနာဆေရှေလုံးကရောရွာမှာယရနာပစ္စည်းကိုငမတမ်းမမျက်နှိုးတဲ့အထေတူရှိခဲ့တယ်သူဟာကဘာရရကရှားပါပြီးတံမိုးကြီးတဲ့ယရနာတွေကိုလိုက်လံဆူဆောင်းလိုက်ရာအစိတ်တို့တွဲမှာပဲ ယရနာရီပြည်နယ်ယရနာပြရကြီးတခုကိုပိုင်ဆိုင်ခဲ့တယ်။တနေ့တော့တထေးဟာနမီကြီးဗဟုဆရာတယောက်ကိုခေါ်ယူပြီးသူ့ယရနာပြရိုက်ထဲမှာအလွန်လှပတဲ့ကျုပ်ထုတစ်ခုထုတ်လုပ်ပေးဖို့တောင်းဆိုခဲ့တယ်။ဗဟုဆရာကလည်းသူ့ကိုရုပ်ထုထုတ်လုပ်ဖို့အတွက်ချွေအောင်လှမ်းနေတဲ့ကျောက်တုံးကြီးတုံးကိုယူလာခဲ့။ထိုကျောက်တုံးဟာကြည့်လိုက်တာနဲ့ကိုအရန်ကိုထူးရှားနေပြီးတမိုးကြီးလာတယ်။ ဘုဟုဆရာဟာထိုကြောက်တုံးကြီးကိုစတင်ထုတ်လုပ်တဲ့အခါကြောက်တုံးရဲ့စွန့်တဲ့နေရာကနေသတ်ပတ်တဲ့ရောင်ခြင်တစ်ခုကပ်ပေါ်လာခဲ့တယ်တဲ့ဘုဟုဆရာကဒါကိုမြင်တော့အံ့ဩသွားပြီးထိုကြောက်တုံးကြီးကိုဘယ်သူရဲ့ယေရနာလဲလို့မေးကြည့်တော့တထေကဒါငါ့ရဲ့အစွမ်းထက်ဆုံးယေရနာပဲလို့ဘုံရင်စွာပြောပြလိုက်တယ်ဘုဟုဆရာကထိုကြောက်တုံးကြီးကိုဆက်လက်ထုတ်စစ်နေရင်ကနောက်ထပ်မေးခွန်းတစ်ခု မေးပြန်တယ်ဒီတောက်တောင်းကြီးကိုမထုစစ်ခင်တော့ကအပေါင်ကျနေတဲ့နေရာတွေမလှပတဲ့နေရာတွေကိုဘယ်လိုမြင်လဲလို့မေးလိုက်တဲ့အခါတထေးကြီးကအမောင်ကျနေတဲ့နေရာကိုပိုပြီးတောက်ပနေတဲ့ယရနာတွေလို့မြင်တယ်မလှပတဲ့နေရာတွေကိုအလင်းအောင်တွေလို့မြင်တယ်လို့ပြန်ပြေခဲ့တယ်ဘိုးဆရာကဒါကိုကြားတော့ကျောက်တုံးကြီးကိုတပ်ပတ်ရဲ့ရုပ်တုတစ်ခုဖြစ်လာအောင်ပိုပြီးထုတ်ဆက်ပေးခဲ့တယ် သူထုတ်စစ်ပြီးသွားတဲ့အခါမှာတော့ထိုကြောက်တုံးကြီးဟာအလွန်လှပ်ပပြီးတောက်ပတဲ့ရုပ်ထိုးကြီးတစ်ခုဖြစ်လာခဲ့တယ်။တထေးကလည်းဘဘူးဆရာရဲ့နုပညာလက်ရာကိုအင်မတန်သဘောကျသွားပြီးဘဘူးဆရာကိုလက်ဆောင်တွေအများကြီးပေးလိုက်တယ်တဲ့။ကိုငင်လေးကနေရရှိတဲ့သင်ကန်းစာတွေကတော့လူသားတွေရဲ့စိတ်ဓာတ်နဲ့အသိပညာဟာဖုံးမပြနိုင်တဲ့အစွမ်းထက်ဆုံးသောရည်ရနာတွေပါပဲ။ဒီရည်ရနာတွေကိုကျွန်တော်တို့ကိုယ်တိုင်ထုတ်စစ်ပေါ်ပေါ်နိုင်ကြပါတယ်။ ထုတ်စစ်ပုံခေါ်တယ်ဆိုတာဟာစပ်ဖတ်ခြင်းပညာသင်ယူခြင်းနဲ့အမှားတွေကနေသင်ခန်းစာယူရှင်းလို့ဖြစ်ပါတယ်။တခါတလေမှာကျွန်တော်တို့ဟာမှောင်ကျနေတဲ့အကြောင်းတွေလို့ဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ပညာရဲ့အလင်းရောင်နဲ့ထုတ်စစ်လိုက်တဲ့အခါမှာတော့အလွန်လှပ်ပါတဲ့ရုပ်ထုတ်တွေလို့ပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့်အသေးပညာဆိုရဲရတနာကိုဆင်ဆင်းမပြတ်မြင့်တင်ရင်ဘဝကိုလှပ်တော့ထုဆိတ်နိုင်ကြစေဖို့ စာစုလေးမှပုံမြင်လေးတစ်ပုဒ်ကိုချက်ခေစွာမျက်ဝေလိုက်ရပါတယ်ဒီမျက်ဝေမှုလေးကိုနှစ်သက်လိုက်မယ်လို့ညွှန်လင်းပါတယ်